လောကမှာကြွယ်ဝချမ်းသာကြတဲ့ပုဂ္ဂိုလ်ဟာအကြောင်းမဲ့ကြွယ်ဝချမ်းသာတာမဟုတ်ဘူးဒါနတမုဒာနိဘောဂာနိလို့မြတ်စွာဘုရားကဟောတယ်ဘောဂာလို့ဆိုရယ်လူတွေရရှိထားတဲ့အသုံးဆောင်ပစ္စည်းလူတွေသုံးခွင့်ရနေကြတဲ့ပစ္စည်းဟာဒါနတမုဒာနိဆွန့်လွတ်ခဲ့တယ်ပေးကမ်းခဲ့တယ်ဆိုရယ်ဒါနစေရနာကိုအခြေခံပြီးဒါနကောင်းမှုကိုအခြေခံပြီးရလာတာ၄တဲ့ အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ဒါနကောင်းမှုကြောင့်သာလင်ကောင်းကျိုးချမ်းသာဆိုတာရလာကြတာဖြစ်တယ်။လူတွေသုံးဆောင်တဲ့သုံးဆောင်တွေဟာအဲ့ဒီလိုကြောင့်သာဖြစ်လာတာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအေးတချို့လူတွေကစောရကတက်ကောင်းတက်လိမ့်မယ်မဟုတ်ဘူးအမေကပေးတာတော့ဘောကိုယ့်အကူကြိုးစားပြီးတော့ရှာလို့ရတာလို့ပြောကောင်းပြောလိမ့်မယ်ရှာတိုင်းရမလားမိဘကပေးတိုင်းရောရသလားလို့ မေးကြရရှိတာတဲ့ပေါ့မိဘကပေးလို့ရတယ်ဆိုတဲ့အနေထားတစ်ခုကကိုကိုယ်တိုင်နဲ့သက်ဆိုင်လို့သာ ပေးလို့ရတာမသက်ဆိုင်ရင်ပေးလို့မရဘူးမိဘကသာသမီဘလောက်ဖယ်ချစ်ချစ်ပစ္စည်းဥစ္စာ အမွေအနှစ်တွေဘလောက်ဖယ်ပေးခြင်းပေးခြင်းသာသမီကကံမပါလို့ရှင်မိဘရဲ့အမွေလုံးဝမခံရဘူးဆိုတာမတမ်းမထင်ရှားကြည့်လေတာရကလေးတစ်ခုကိုကြည့်လိုက် အလုံးကြောင့်ကြလိမ့်မယ်ဇောတိကတို့စတိလာတို့ဆိုအိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကသက်စွာဘုရားလက်ထက်မှာတထေးတွေလေသာမန်တထေးတွေမဟုတ်ဘူးအယောင်းဝယ်ရလဲအမတန်မှကောင်းတယ်စတိလာတို့ဆိုတာအယောင်းဝယ်လွန်တက်တဲ့ပုဂ္ဂိုလ်ပေါ့အပြန်ရောက်လာလို့အိမ်ဆောက်ဖို့မြေရှာတဲ့အခါမှာသူ့အိမ်ထဲမှာရွှေသားပကတိတို့မို့ရွှေတွေအများကြီးပါတယ်ရွှေတောင် နေကြီးထဲမှာရှိနေတဲ့ရွှေကြောကြီးတွေ့တယ်လို့ပြောခြင်းပြောပါလိမ့်ခဏိခေလို့ဆိုတွေ့နေတဲ့မှာရွှေကြောကြီးတွေ့လာအဲ့ဒီရွှေကြောကြီးကသုံးလို့မကုန်ဘူးသားတွေကိုမွေခွဲပေးခြင်းနဲ့သူကသာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုခြင်းနဲ့သားသုံးယောက်ကိုအမွေပေးခြင်းပေါ့အမွေပေးခြင်းလို့စိန်သွားတတ်ထားတဲ့ပေါက်ပြားတလက် ရှူလာပြီးသားသုံးယောက်အကြီးဆုံးသားကိုငါသားဟောဒီရွှေကြောကိုမင်းပေါက်ရွှေတော်ကြီးကိုပေါက်လိုက်ဆိုတော့သားအကြီးလို့တဲ့ပုဂ္ဂိုလ်ရွှေရကျင်တဲ့စိတ်နဲ့လောဘကြီးကြီးပဲအားရှိရှိပေါက်ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲလေရွှေကတစားမှပါမလားဒါနဲ့ငါသားသားအလတ်လာခဲ့ရောက်ဟောရတယ်ပေါက်ဆန်းဆို ပေါက်လိုက်တော့လေထို့တူပဲကြောက်တုံးကြီးပေါက်ရသလိုဘာမှရှိပါမလားအဲ့ဒီကျတော့နောက်ဆုံးသားငယ်လေးကိုဘာသာမင်းနဲ့ဒီနေရာကိုပေါက်ဆန်းလို့ခိုင်းလိုက်တဲ့အခါသားငယ်လေးပေါက်တဲ့အခါမှာရွှွန်တုံးကြီးပေါက်ပေါက်ရသလိုပဲရွှတ်ဆိုပြီးတော့ရွှေတုံးကြီးပါလာကဲအဲ့ဒီအချိန်မှာ तू ကဘာသာတို့မင်းတို့ချီ ဟောဒီရွှေကြောကြီးဒီရွှေတော်ကြီးကငါနဲ့ငါသားငယ်အတွက်ဖြစ်လာတာမင်းတို့နဲ့မဆိုင်ဘူးအဲ့တော့သူပေးသမျှနဲ့ခြေနှက်ပြီးနေကြမင်းတို့အတွက်မပါဘူးလို့ဟောသူပေးချင်တာတော့သားတွေအကုန်လုံးအမွေပေးချင်တယ်ဒါပေမဲ့လို့ကံမပါတော့သားကြီးနဲ့သားလိုက်ကမရလိုက်ဘူးတဲ့ဘာလို့မရသလဲလို့ဆိုတော့သူအတိတ်အကြောင်းကိုကြည့်တဲ့အခါ ကတ္တဗျာစေရီနဲ့ပတ်သက်ပြီးတော့သူဟာရွှေဦးကြီးတို့ရွှေပန်းကန်ကြီးတို့လှုပ်ပြီးဘုရားကို ပူဇော်တယ်အဲဒီလိုပူဇော်တဲ့အခါမှာပူဇော်ဖို့စီမံနေတဲ့အချိန်မှာအဲ့ဒီတုန်းကလည်းဒီသားသုံးယောက်ပဲအကြီးဆုံးသားကိုခေါ်တယ်အဖေနဲ့ဝိုင်းလှုပ်ပါလို့ဆိုမလှုပ်ဘူးဟုတ်လို့သားလက်ကိုခေါ်တယ်အဖေနဲ့တူဝိုင်းလှုပ်ပါ မလှုပ်ဘူးရွှေပရင်တဲ့ရှားလေးပေါ့ တားငယ်လေးကိုခေါ်တဲ့အခါအတက်တရောအဖေလို့ဆိုလိုအပ်မှာပေါ်ဆိုပြီးဝိုင်းလို့တယ်အဲ့ဒါလို့ရွှေပန်းအိုးကြီးနဲ့ရွှေပန်းကင်ထုတ်လုပ်ပြီးတော့ပြုတ်လုပ်ပြီးတော့ကသဝဖရာဈေးတွေကိုလှူဒန်းတဲ့အခါတော့သူကိုယ်တိုင်လှုပ်တယ်သူတားငယ်လေးကပါဝင်လှုပ်ပြီးတားကြီးနှစ်ယောက်တားကြီးနဲ့တားလိုက်ကမလှုပ်ဘူး မလို့ဒီအတွက်ကြောင့်အဲ့ဒီကောင်းမှုကြောင့်ရတဲ့ရွှေတောင်ရွှေကြောသူတို့မရဘူးတဲ့ဒီလိုဆိုလို့တယ်နော်အဲ့ဒါကြောင့်မလို့အမွေပေးခြင်းနဲ့ရလားဆိုမရဘူးတဲ့အဲ့ဒါကိုဆိုလို့တာဒါနတမ္ပူတာနိဘောဂာနိလူတွေရတဲ့စီးစိမ်ဥစ္စာတွေဆိုတာအများဖြင့်ဒါနကောင်းမှုကြောင့်ရတာတဲ့ဒါနကောင်းမှုကိုအခြေခံပြီးတော့ရဒါကြောင့်မို့ဒါနကောင်းမှုဆိုတဲ့အခြေအနေကောင်းတွေကိုပြုလုပ်ခြင်းဟာ ရောက်ရှိလာတဲ့ဘဝမှာစီးစင်ဥစ္စာတွေကိုရရှိခြင်းအကြောင်းတရားဖြစ်တယ်လို့ဒီလိုခေါ်တာ